တခါတလေမင်းကပြင်တော့ဆိုခိုင်းတယ်တမိကိုတချင်းလေးဆိုပြတယ်ဗျဒီချင်းဆိုပဲလို့ညှိခိုင်းတယ်ဆိုပြခိုင်းတယ်သူကြိုက်တဲ့တချင်းလေးလို့ပေါ့စွန်းတော်ပြုစွန်းတော်ပြုလို့အော်တဲ့အသံလေးချာရင်ခွေသရတရားရေပွားများလို့ရင်ကြော်တာပေါ့ငါတမိရဲ့မိဘပဲပီတိစာအားရှိဆရာမိဘဆိုတာတခိုင်းနေလीအ တ်လားပတ်စံပေးမှမိဘချစ်တာမှမဟုတ်တာသမီးဖီတိပဲလေကိုသားသမီးတရားအောင်မင်းလည်းဆိုမိဘလည်းဖီတိလေသမီးကလည်းဘလောက်များပြုံနေလိုက်မှမေးတာရှိဒါအခုပြုံနေမှာဒီနဲ့ဆွမ်းတော်ပြုလို့သူကဆောင်းအမနီအမကူရင်ကဘူးကြီးအများကြီးအားမေတော့နောက်တနေ့ဆေးဖို့မရှိပါလားဆိုအတွေးရေပေါ့နော်ဒါကြီးကိုမစားမနဲ့ကိုမေကိုဆေး ာပြီးကိုကထမင်းစားရတယ်လေအများကြီး။အစားရင်ငါသုံးလိုက်တဲ့ပုံစံရောက်လာငါမိတဲ့ဆေးဖို့ရောက်သွားမလားဆိုတော့အပြေပေါ်။အမေကလည်းမင်းကြီးကပေါ်ညာတယ်။ဂျောကလေးဒါလေးပဲကုန်းပြော်လေး။ဒါအဖြစ်နေတာမိတဲ့တာလေးပဲကြည့်ပြောတာ။စွန်းဟင်ပန်းဟင်မမီမဆိုးလို့တင်းလို့ထချေရတယ်။အိုးကိုချောင်းလာရဲ့ သမီးရဲ့ကိုပြည့်ပြည့်ဖြစ်တော့မေတို့ကဆိုင်းပွဲတွေရက်ပြီလေသမီးကလည်းလူစုလူဝေးမလို့ဝါဆိုတော့မေတို့မှာပွဲတက်လန်းနဲ့ရက်ကုန်တာရှိတယ်လေအဲ့ကြတော့ဆိုင်းပွဲတွေပြန်လှန်ရသူတော့မပွဲတွေမသွားရဆိုကိုယ့်ရဲ့ဝန်းစားကိုယ့်ရဲ့ရက်တင်မှုကလူပညာလေဒီလလုံးရဈေးရောက်လို့လည်းမရမသိတော့ဘူးခင်းညီတီရောက်လို့လည်းမသိတော့ပယံလုံးလို့လည်းဆင်မပြေ တမီးတို့ဘာမှမသိမသိတဲ့လူကကိုယ့်ဘက်မှာဒီမှာရှိရနေဦးမအဒီနီလာကြီးပြန်လုတ်နေတယ်လို့ပြောလဲလှုပ်စားလို့အဆင်မပြေဘူးလေငါတမီးရဲ့အင်းသာပေါ့ကိုယ့်ရဲ့အဖွဲသားမနီလာရဲ့ကိုပိုင်ဆိုင်ရာကိုယ့်ရဲ့အဖွဲသားမှာလူအစိတ်30လောက်တော့ပါတယ်အဲ့အစိတ်30ကိုဒီကိုဗစ်ကာလမှာမင်းနှစ်နှစ်လောက်တော့သူတို့ပြန်ထောက်ရသေးကိုယ့်မိတဲ့အဖွဲသားရှိရလေဟာဆိုင်ခွင့်အတွက်မှစားရမယ်မိသားစုအဲ့မိသားစုကိုမနီလာနှစ်နှစ်လောက်နှစ်နှစ်ခွဲလောက်မပြန်ကြည့်ခဲ့နိုင်နဲ့ ူတယောက်ကိုဆန်တဲ့အစီဒီပုံပတ်စံဘလောက်ပေါ့အဲ့လိုမျိုးတွေနှစ်နှစ်လောက်တည်းမထမ်းခဲ့နောက်ပိုင်းမှာကျပွဲတွေမရှိတော့ကိုဒီမှာရန်ရိတ်ပြီလေရန်တဲ့အချိန်မှာကိုကြီးခုကိုပေါ်ဦးဆိုတာကိုကြီးဆုံးလေအကိုကြီးဆုံးကအကိုကကင်ဆာနဲ့ကိုလွန်သွားတယ်ဒီအလုံငန်းနေမဖြစ်တဲ့အချိန်မှာအကိုကကင်ဆာအဲ့ဒီမှာအကိုအောက်ကအကိုလေးဆိုတော့အရင်ဆုံးဆုံးတာပါကိုပေါ်လေးဆိုတာရှိသေးတယ်လူရှင်တော်ပဲကိုပေါ်ဦးနောက်ကကိုပေါ်လေးဆိုတာရှိသေးတယ်အဲ့ဒါပြီးတော့မမတီရာလူရင်းဆိုတာမင်းနီလာရဲ့အထက်ကအမကလည်းကင်ဆာမျိုးစီးပွားရေးကကင်ဆာရဲ့ယောဂရဲ့ လက္ခဏာငါသမီးနားလဲပါတယ်နော်ကင်ဆာအဲ့ချိန်မှာမင်းနီလောက်ဘက်ကကင်ဆာလေဘင်းကင်ဆာတို့သုံးကင်ဆာတယောက်ပြီးတော့မင်းမေမင်းနီလာရဲ့အမေတနေ့နဲ့6လပဲရှိသေးတယ်မေဆုံးတာကြာသူလာပြည့်နေ့ရမှာမင်းများနေ့ရမှာမေဆုံးတာတနေ့အမေကကြောက်ဆက်ကင်ဆာမင်းနီလာမရက်တည်နိုင်တော့ဘူးလေမရက်တည်နိုင်တော့ဘူးလေမင်းနီလာအဲ့လောက်ကြီးဒီမေရောခြေခံမှမရှိတာရှိတဲ့ตาလေးနှစ်စီးရှိရလဲပြုတ်သွားပြီ ဒီယောဂတွေနေနဲ့ဒီအဖွဲသားတွေကိုကြည်နေနဲ့ကိုယ့်ရဲ့စားဝတ်နေနဲ့ကာနစီပြုတ်သွားပြီတိုက်တလုံးပြုတ်သွားပြီကိုယ်တော်လို့စီဘူးတဲ့မတ်တရရနေဆိုတော့မင်းကြီးလာပေါ့အဲ့လိုပေါ့နော်ကိုထမ်းနေသည်များကိုစုခဲ့သည်များပူပူခဲ့သည်များထမ်းပြီးပြီအဲ့ထမ်းခဲ့သည်များကလည်းဒီကိုပေးနေကိုဒီဒါပေါ့နော်သမီးလက်ရှိခြေနေအဲ့ဒါတွေရောဆိုတော့မင်းတို့မရမရတည်နိုင်တော့ဘူးလေ မင်းညာတို့ဆိုင်းပွဲမှာစုခဲ့တဲ့ပစံရှိတော့ဦးလေသမီးလေးရဲ့ Lucky Timers မြန်မာစိတ်နိုင်ကြီးရဲ့ပေကန်ရှင်ချမ်းမန်ဦးကျော်ရဲ့ဒီနေ့မှကြားရောက်သည့်မွေးနေ့ရက်မြင့်မင်္ဂလာဟာဆိုရင်ဒီဆောင်မုံလားပြည့်နေ့အခါတမယကြီးနဲ့တူတိတ်တိတ်ဆိုင်ဆိုင်ကြားရောက်လာတဲ့အတွက်ဖြော်ပြမှုအစီအစဉ်ကြီးတွေနဲ့ထူးခြားခမ်းနားစွာပြုလုပ်ကြပါတော့မှာဖြစ်ပါတယ် အော်တိုဝါလာ31ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့ထိ84လက်နဲ့32လမ်းထားချမ်းအီတာဆန်မြို့နယ်မှာရှိတဲ့ Lucky Diamonds Mandalay Showroom ကြီးမှာမနေ့9နိုင်မှညနေ6နိုင်ထိပြုလုပ်ကျင်းပသွားမှာပါ iPhone 17 Pro Max လိမ္မော်ရပါဝင် A3 မျက်စိပစ္စည်းများစွာကိုလည်းကျေးဇူးတုံ့ပြန်ကာဝါပြုလက်ဆောင်ပေးမယ်ပြင်ဥကြုံရင်မဲ့ထဲက Shopee ဈေးပြင်လက်ကန်းဈေးထက်သက်သာတဲ့စက်ယုံထက်ရိုက်စေဂျာတက်ပန်အလဲ0%နဲ့နောက်ဆုံးဝယ်ယူခွင့်နဲ့တူ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ်တွေလည်းရှိပါသေးတယ် ရန်ကုန်မန္တလေးရှုံးရုံးနဲ့ live stage ကြီးမှာပါထပ်တူခန်းစားခွင့်များပေးထားကြောင်းတင်ပြကောင်းပါရင်နဲ့ Chairman ဦးကျော် MD မမေစင်တို့မှဒီဇိုင်းအသစ်များကိုသာအထူးအတန်ဆုံးစီးနဲ့ live stage ကြီးများပြုလုပ်ရောင်းချပေးသွားမယ်ဆိုတဲ့အကြောင်းလဲမင်္ဂလာတင်ကောင်းလေးပါလိုက်ပါတယ်အဆိုးပါဆုံးပေါ့ဆိုးပါဆုံးပေါ့တော်တော်ဆိုးတော့ပါပါပဲဒါမဲ့ကို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 သမင်းနဲ့မအောင်မနေယုံခဲ့လိုက်အများကြီးပဲသမီးလေး နေ့ပြောရနော်ဘသူကြီးမှမျောလင့်ချက်တောင်ပြောမှာမဟုတ်ဘူးနော်ပြောလင့်မှာဘူးညာရည်ပဲဘဝတစ်ခုတယောက်ထဲယုံရတယ်6နှစ်ရှိပြီတမီမင်းကြီးလာတယောက်ထဲယုံရတာကောင်တယောက်ထဲတယောက်ထဲနော်မရှိတာလည်းမပြောတိုင်မင်းစရာမိမယင်ဖွင့်စရာမရှိရှိတာလည်းယင်ဖွင့်ရမယ်လူတယောက်မှမရှိဘူးမင်းကြီးကမှလေဒါပေမဲ့အခုလောလောဆယ်မင်းကြီးလာဒီအိမ်ချမ်းမြေလောကတွေကိုရောက်လာတာမင်းကြီးလာတမီကိုလည်းနတ်မှန်လာတယ်ကျေနပ်ပါတယ်ကျေးဇူးတင်ပါတယ် အဲ့လိုသင်ပြောမပြောမှဆိုလို့မင်းလာပြောဘူးနေကင်းကတော့အရှိရတဲ့နှခိုင်းကြောက်ပြင်းနဲ့ထိုင်းပြီးတော့ဖွင့်တော်သူရေထွက်လိုက်တာပဲချီတော့ခေါင်းထုတ်လေးပြီးတော့လေကိုရှိတာလေးတသက်ရဲ့လေးဝတ်စားပြီးထွက်လိုက်တာပြေလည်းမှုပြေလည်းမှုအလုံးကြီးရောညာကြတယောက်ထဲငိုရတယ်သမီးဘသူမှရင်ဖွင့်စရာမရှိအမေရှိတဲ့နှောင်းကလည်းမပြေလည်းနဲ့မင်းဒီကောက်လားဒီပါစမလို့ပြုံးပြုံးလေးပြောခဲ့တာ ါမှကိုရင်တော့အပူကြီးအများကြီးအားမေတော့နောက်တနေ့ဆေးဖို့မရှိပါလားဆိုအတွေးရေပေါ့နော်ဒါလေးကိုမစားမဲနဲ့ကိုမေကိုဆေးဝဲလာပြီကိုကထမင်းမစားရတယ်လည်းအများကြီးပဲငါစားရင်ငါသုံးလိုက်တဲ့ပုံစံယူရလားငါမိတဲ့ဆေးဖို့ယော့သွားမလားဆိုအတွေးပေါ့နော်အမေကလည်းမင်းလေးပေါ့ညာတယ်ယောဂါလေးတအားလေးပဲကုန်ပြီးရောလေးတအားဖြစ်နေတာမေတ္တာနဲ့ကြည်ပြောတာအသမီးလေးတယောက်တည်းယုံနေတာစိတ်အောင်တက်မလားဆိုတော့မတက်ဘူး မေရဆိုင်ုံတဲ့တမိဘသူနဲ့လောက်သွားမလို့ဘသူစောင့်ပါတော့ဆိုရအတွေ့နော်မေရလည်းသူ့ယောဂကဖေးတွေခံပြီးတော့မေလည်းအသက်ဆုံးသွားတယ်ညာတအားဆိုတာမေလည်းမထောက်ပံ့မဲ့ဆိုမေမိကြမရှိဘူးမေလည်းမိရမလို့တယောက်မှမရှိမေဘွားမှာရှိဘူးကိုလုံးကလည်းမေကမိခဲ့တာမရှိဘူးမေနီလာကတေးတော့လက်မေကလေးပေးတော့လက်ယူတော့လက်ဘယ်တော့မှလည်းစုမတောင်းခဲ့လို့ းသောပေးရသောလည်းဖြစ်ပြရသည်လူသောလည်းဖြစ်ပြရသည်ပေါ့ယူဘက်ခန္ဓာဝေရณะခန္ဓာရဲ့ပုံကြီးတစ်ပါးတယ်ယူဘက်ခန္ဓာကိုယူမလားဝေရณะခန္ဓာကိုကျင်မလားဝေရณะခန္ဓာပဲကျင်မယ်ယူဘက်ခန္ဓာမလို့ကျင်မလားအဲ့ကျင့်စဉ်နဲ့ပဲကျင်ကိုသိရင်ကိုတော့ပါမယ်လို့ကပါလဲဒါပဲရှိတယ်ဒါဆိုမင်းတို့ဆိုကိုဥပိ္ပစရကနဲ့မသိဘူးသမီးနဲ့မင်းနဲ့စကားပြောလို့ရတာဆိုင်ကြီးနဲ့တွားလိုက်မော်တော်ကြီးနဲ့တွားလိုက်ဆက်လေးကြီးနဲ့တွားလိုက်နွားလေးကြီးနဲ့တွားလိုက်ဒီလိုပဲမေတို့အသက်ရှင်ခဲ့ရတာလေကားမောက်လို့လည်းမသိဘူးဒါမေးကြိုးတာလေ ေးဆိုတုံးပန်းကျိုးတာမမိလက်လက်ကဆိုင်ကနဲ့ဆိုင်ကနဲ့ဖြစ်တာပြုတ်ကြတာမဆိုင်ကဘောပြုတ်သွားတုံးပန်းကျိုးတာဒါတွေရောဒီလိုတွေပေါ့အများကြီးပေါ့အဲ့လိုတောင်မသေးခဲ့ဘဲနဲ့ကိုဘဝချိနေပြီပေါ့ဒီပြည့်စရာကံမဲ့တော့သေးရအများကြီးပေါ့သမီးလေးရဲ့ဘဝကျင်းနေပြီမင်းလေးကံဘဝကျင်းနေကံပါတဲ့ထမရဲ့သမီးရဲ့ဒါပေါ့အကူရပေါ်မင်းရှိလာရင်ပြန်မေးပြန်လာပြီလို့ပြောမှာမေးလို့ခေါ်လဲအားရှိတဲ့တန်းတူမမတူပါသမီးကခုလမေးအင်ပြန်မေး အင်းကြီးမရှိရလေဘာမှမရှိရရောအမေဆိုဘလောက်ပြောနေလိုက်မင်းအမေကသိပ်ပြောတာရန်ကုန်မှာဓမ္မအောင်မှာဖွင့်အားဓမ္မသမီးလေးလို့မင်းကပြောတာဓမ္မအောင်နေမှာမင်းလေးသချင်းကိုဖွင့်တော့ပေါ့တရားပွဲပြီးလို့ခြင်းမလားအားဓမ္မသမီးဓမ္မသမီးဆိုတာလေးအမေကအဲ့လိုအမြဲပြောတာတယ်သိလား तू ကတော့ဂုံကြီးပြောတာပေါ့ဟုတ်လားဒေါ်ရှိကြီးကဓမ္မသမီးကိုလို့လားဟုတ်တယ်ဓမ္မသမီးဆိုတာအမေကကြွားကြွားကြီးမင်းနဲ့ပြောတာဂုံကြီးလားပေါ့နော် ဟိုကျမသမီးလေးဆိုတာကျမသမီးလေးကဘယ်လိုစော်တာသူအမြဲတမ်းကိုဒီလိုတာသမီးတို့တာကခုနေလေးမျိုးတိုင်းပြည်ပြည်သိပြအောင်ပြောဆိုငါငါသမီးရေသေရမယ်ထလာမလားမသိဘူးမေကသိလားသူလည်းရောက်လေရပုံဘောကမေကြည့်နေမှာပါမေကျေနပ်နေမှာပါပြောတာပေါ့ငါသမီးရေမိဘပဲပီတိစာအားရှိဆရာမိဘဆိုတာတခိုင်းနေလीပုံလားအစံပေးမှမိဘချစ်တာမှမဟုတ်တာသမီးရဲ့ပီတိပဲလေကိုသားသမီးတယောက်အောင်မင်းလည်းဆိုမိဘလည်းပီတိလေသမီးကလည်းဘလောက်များပြုံနေလိုက်မှမမေးတာရှင်း ဒါကူပြုံးနေမှာတခါတလေမင်းအပြည့်တော့ဆိုခိုင်းတယ်အမိကိုတချင်းလေးဆိုပြတယ်မှာဒီတချင်းဆိုပဲလို့ပြောညီးခိုင်းတယ်ဆိုပြခိုင်းတယ်သူကြိုက်တဲ့တချင်းလေးလို့ပေါ့စွန်းတော်ပြုစွန်းတော်ပြုတချင်းစွန်းတော်ပြုပါဘာလို့ကြိုက်တာလဲဆိုမင်းနီလာတို့အဖေကရဟန်းဘဝနဲ့ပြန်လွန်တော်မူတာ းဆုံးခံကြရတဲ့ချိန်အာယုံဆုံးခံကြရတဲ့ချိန်မှာဘေးကအဲ့လိုတချင်းလေးတွေဖွင့်ဆုံးတပိတ်တဲကိုဆုံးလောင်းနေတာကိုသတိမရဘူးလေကျွန်တော်သမီးလေးဆိုတဲ့တချင်းလေးနဲ့ဆုံးခံကြရတာဆိုဘေးကအမြဲတမ်းလို့ပြောတယ်အဲ့ကြတော့မိကလည်းသူ့မျိုးသားကြိုက်တဲ့တချင်းသူ့လက်ချင်းလည်းရှိရပေါ့အဲ့လိုလေးရှိရအောင်လို့သမီးကကြိုက်အကြီးပေးကြတဲ့ချိန်မေ့ဆိုးပြသမှာညီပေးကြတဲ့ချိန်မေ့ဆိုးပြသမှာဆိုးခိုင်းမှုတဲ့ဆုံးတော့ပြည့်ဆုံးတော့ မျိုးလိုအော်တဲ့အသံလေးချာရင်ကွယ်ခေါင်းကြီးကြောင်းသားလေးကပြက်ဆိုင်ကြီးထမ်းပြီးဆောက်ခံကြွတယ်စွမ်းတကာမလောင်းညင်လို့ နာလေးချပါအောင်ဘသူ့ကိုမြင်နေတာလဲပေါ့အတိတ်ပဲလေးကဒါပဲသူ့ကိုလောင်းညင်နှုံးတော့စွမ်းတကမာလေးကအစိုးရထိုင်ဆုံးဝချက်ရတယ်ပြက်ဆိုတာမေလို့တော့မှကြည့်တယ်ပြက်ဆိုင်ထမ်းတာသိရမလားသမီးရှင်းနေတော့လေအဲ့ဒါမေလို့တော့ဆိုတာပြက်လို့ခေါ်တယ်ပြက်ဆိုင်ကြီးနဲ့ချပါအောင်ဝီလူဝီနင်းနဲ့ကဆွန်ရင်ပန်ရင်မမီမှဆိုအစောကြီးထချက်ရတယ်ဆွန်လောင်းပြီးရင်တာတို့ခေါ်ပြီးမှသွားပါလားမောင်ကျောင်းသားရေပေါ့အမားကဆွန်ကမနဲ့ကျောင်းသားနဲ့ဇလန်းလေး အတူတိတ်ပဲကျမ်းမောကပြတ်ဆောင်ကြီးလေချပါအောင်ကျွဲခင်ရှုံနေအဲ့တချင်းနဲ့အင်းချက်ထွက်တဲ့နေလဲအဲ့တချင်းနဲ့ဘောလုံးပေါင်းရှုံလဲအဲ့တချင်းနဲ့ဩသမီးတို့တွေအင်တာဗျူးရလေဟိုးဒါငါတို့မန်ယူအဆိုတော်ကြီးပဲဒါရဲ့ကျွဲဆိုတော်ကြီးပဲအဲ့လိုလေးတွေပြောတာမင်းကြီးကပြောတာပေါ့ဩငါတချင်းလေးတွေသူတို့တိတာပဲဆိုပြောတာပေါ့သမီးရဲ့ ကျင်းနေတာပေါ့ကြိုက်ပြီအင်းကကြိုက်ပြီအဲ့ဒါလေးကျင်းနေတယ်ကျင်းနေမှာပီတိဖြစ်တယ်ကျမတဲ့ချင်းလေးတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်မှာရှိတဲ့ယဟန်တန်ကလူနဲ့ဂျမအားလုံးကျင်းတဲ့နေ့တိုင်းပီတိဖြစ်တယ်ဆိုမင်းဒီလားမစားဘဲနဲ့ကိုကျင်းနေပါလေလို့သမီးကတဆင်ပြောပြီးပါဟုတ်ကဲ့ယေရှုတမရဲ့ဓမ္မမနီလာလွင်ကိုတရား ဓမ္မနဲ့ပွဲနဲ့ပတ်သက်လို့အကူအညီတောင်းနိုင်ပါတယ်ရှင့်ဒီမှာဆင်းရဲပေမဲ့ကျမရဲ့အမှုပညာကိုလူတန်းမှမယ်ကျမသွားဖို့လာဖို့ဇီလေးတော့ပေးကြဖို့ကျမလာစရာလည်းမရှိဘူးလေအဲ့ဒါတော့ရိုးကန်ဆုံးပြောမယ်နော်ဟိုလေလာတာတော့လာပေးလို့ရတယ်ဒီနော်ကျမလာမယ်ဇီစကားလေးတွေပဲအကူအညီပင်းနော်ရတယ်ကျမတန်းတဲ့အမှုပညာတော့ကျမလာပြီးတော့ဆရာတော်တို့ဒီတချင်းလေးကိုဂါရဝပြုတ်ရမယ်လို့ တမီးတို့မီဒီယာအများရှိမှာရော အဲ့ဒါလေးတော့ခရီးတလုံးပေးပါတယ်ဆင်းကျမကြတော့သူများရေလူကားတွေလည်းမရှိဘူးလေအဲ့လိုတွေရောင်းရမယ်ဆိုရင်တော့အဆင်မပြေဘူးရှင့်ကျမတကယ်လည်းဆင်းရဲလို့ပြောရတော့ဟိုမရှိတော့ဘူးလေမရှိတော့တဲ့ဥစ္စာကိုပြန်တန်းတောက်လို့မရတော့ဘူးလေနော်ကိုတော့ရွှေသေးဆောင်တာပြောလို့မရလောလောဆယ်ကျမအဆင်မပြေတာကိုမပြေတာကိုမလင်းလင်းပြောပြတာပါကျမလာဖို့သွားဖို့စရိတ်လေးဟိုပါဖြစ်ရင်ကျမလာပြီးတော့ဆရာတော်တွေကိုပူဇော်ပါမယ်လို့ဒီနေရာပြောကြလို့ပါတယ်ဟုတ်ကဲ့အလူရှင်လူမတွေလည်းငားရမ်းနေပါတယ်ရှင့် အိန္ဒိပါလေးဝယ်ချင်းနဲ့ကျွန်မကိုဆက်သွယ်ပြီးအိန္ဒိပါလေးဝယ်လို့ရပါလေရှင်။လောလောဆယ်တော့ကျွန်မရဲ့လုပ်ငန်းရည်တည်မှုကကျွန်မရေပွဲစားလုပ်နေပါတယ်လို့ကျွန်မကိုချစ်တယ်ဆိုရင်ရေပွဲလေးလာဝယ်ပေးပါလို့ဒီညကတော့ဖိတ်ခေါ်ပါရတယ်။အဲ့လိုပြောနော်။